โอเคဘရိုနီကအရင်ပထမအဦးဆုံးအနေနဲ့ဒီနိုင်ပွဲအတွက်ဒါခန်းစားချက်တွေကိုပြည်သက်တွေပြောပြပါဦးဟုတ်ကဲ့နိုင်ပွဲထပ်ပြီးတော့ယူဆောင်လာနိုင်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုယ်လည်းအဲဂုံယူမိသလိုပြည်သက်အတွက်လည်းဟိုအရင်ပျော်ရွှင်ခဲ့ရပါတယ်တကယ်ကိုလည်းပျော်ရွှင်ခဲ့ရပါတယ်ဒီပွဲအတွက်ပြင်ဆင်ချိန်ဘယ်လောက်ရခဲ့တယ်အာဒီပွဲအတွက်မန္တလေးပြည်စင်ချိန်ကတော့ဒီပွဲကိုစက်တည်တဲ့ချိန်မှာဆိုလို့ရှိရင်တော့၅ပတ်လောက်ပဲပေါ့နော်၅ပတ်လောက်ပါပဲတည်တယ်ဒါပေမဲ့ဒီ၅ပတ်၃၃ပတ်မြောက်မှာကျွန်တော် ခေပုံစံဘက်ထရီနဲ့ခေပုံစံဘက်ကျူစာပြီးတော့ဘာဖြစ်ဆိုသူတို့ဟိုဟိုအနိစာနဲ့ဟိုတဲထားတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပို့ပြီးတော့လိလာထားတယ်။နောက်မှအဲ့ဒီချိန် cancel လုပ်ပြီးတော့နောက်ပိုင်းမှာဇဝေဇဝါရီဖြစ်သွားရော။ဘာထူလို့ထူရမှမသိဘဲမွေထိုင်လာမလားခေပုံစံလာမလားဆိုပြီးတော့ဆိုမွေထိုင်ရဝဲမတိုင်အဟိုဟာမတိုင်ခေတပတ်ကျော်တော့မှပြန်ပြီးတော့တည်ရတော့တပတ်ကျော်တော့ပတ်လို့ဟုတ်တယ်။အဲ့ချိန်မှတည်ရတော့ဟိုပြန်ပြီးတော့ပြင်ဆင်ခဲ့တာပေါ့အဲ့အလုံးစုံ 6ပတ်လောက်ပါပဲဒီပြင်ဆင်တဲ့ပြိုင်ဖက်ကရုပ်တည့်အပြောင်းလေးဖြစ်သွားတော့လေပြင်ဆင်တဲ့အပိုင်းမှာဒါအခက်ခဲတွေရှိသလားအိုရှိတာပေါ့ကျွန်တော်ကကျွန်တော်တို့ကဖော်မတစ်ခုကခက်ခဲရှိတာကကစ်ပေါင်းစင်ကိုပြင်ဆင်တယ်အဲ့ဒါတစ်ခုရယ်ပြီးတော့ပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်ပြီးတော့မှပြင်ဆင်တာတစ်ခုရယ်ပြိုင်ဘက်ရဲ့ပုံစံကြည့်ပြီးတော့မှပြင်ဆင်တာတစ်ခုရယ်ဒုတိယတစ်ခုကကျတော့အခုကဒီဟိုအားကစားဟုတ်ပါလေပြိုင်ဘက်အတိရောက်လဲလဲရောက်လာ तू ကလည်းဟိုဘယ်လိုပြောမလဲ soft ball နဲ့ပြန်ပြီးတော့လာတယ်ဆိုတော့ကျွန်တော်တို့အရန်ခက်ခဲသွားပြီဟိုအချိန်လည်းပြည့်စင်အရန်မရှိတော့ဘူးဒါမဲ့ကျွန်တော်အကောင်းဆုံးလုပ်ဖို့ပဲဟိုလုပ်နိုင်မယ်လို့လည်းအများရန်ရောလေးပြီးတော့မှအရန်အများရန်တူစားခဲ့ပါတယ်ဒီပွဲစဉ်မတိုင်ခင်ပေါ့နော်ဒီတေးဖိုင်တာလီမင်းတွေကိုဘယ်နဲ့ချီလောက်မှာဒါအဆုံးတက်မယ်ဆိုပြီးတော့မှလာကျူတင်စဉ်းစားထားရလေရှိလားကျွန်တော်စဉ်းစားထားတာတစ်ချီလောက်မှတကယ်တမ်းဆိုစိတ်ထဲမှာတော့ကြိုတင်ပြီးတော့စဉ်းစားထားတယ်ဒါပေမဲ့ तू ကလည်းဟိုတကယ်ကောင်းလည်းပြိုင်ပဲ တယောက်ပဲလက်တီးလဲသူပြင်းနေတွေ့တဲ့အတိုင်းသူကြလိုက်ကိုကြလိုက်ဆိုအာတကယ်ကောင်းတဲ့ပွဲပဲသူ့ကိုလဲอืมချစ်ချစ်ကျူးတယ်သူ့ကိုလဲဟုတ်ပွဲပွဲဟာတော့ဒါခက်ခဲခဲ့တယ်လို့ပြောပြောလို့ရတယ်အာပွဲကခက်ခဲခဲ့တာပေါ့ဘာဖြစ်ဆိုကျွန်တော်ကအာဘယ်လိုပြောမလဲပြိုင်ဘက်ဒီဒီဖက်ဆောက်ပေါ်နဲ့ကကျွန်တော်တိတ်ပြီးတော့ ထိုးဖူးတာတိတ်မရှိပြီးတော့လည်းလက်အေးအသေးလက်ဒီဝမ်မဆော့ပေါ်ပရမောက်ဆုံးတစ်ကြိမ်ဖြစ်တယ်လို့ပြီးတော့လည်းသူ့ကကျတော့ကျွန်တော်တို့ကသူတို့တရုတ်ကကျတော့ဟိုဟာတော်များများ Instagram တွေ Facebook တွေတိုက်ပြီးတောင်းသူရှာရခဲ့တယ်သူပွဲရောအရင်ရှာရခဲ့တယ်သူတို့တုံးတဲ့ဟာကဘာတွေလဲတော့မသိဘူးဒါပေမဲ့သူပွဲရောပွဲရည်ဟိုဟာရှေ့သူ့ပွဲကျွန်တော်ရှာလို့ပုံမရဘူး တော်တင်လာပြီတော့အေးဟိုမဟုတ်ရှာလို့ရတဲ့တပွဲတလေတော့ရှိဒါပေမဲ့အဲ့ဒီပွဲတွေကအနည်းအခြေကြီးဆိုဘလို့သွားကြည့်လို့မရအောင်လေကျွန်တော်တို့အများပြားကစားသမားလစ်လာရဲဆိုလို့ရှိရင်အများပြားနောက်ဆုံးပွဲကိုပူပြီးတော့ဦးစားပြီးတော့မှလစ်လာတာပေါ့နော်အဲ့ဒါကြောင့်ဆိုသူ့ပွဲကိုတော်တော်လစ်လာရခက်အဲ့တော့ဒါပထမချီတိုးတဲ့အချိန်မှာရောဒီသူနဲ့စပြီးထိပ်တွေ့တဲ့အချိန်မှာကိုမှန်းထားတာနဲ့တူခဲ့လားမှန်းထားတာတော့ကျွန်တော်တော့ဟိုသူနဲ့သူအဝင်ကိုကျွန်တော်တဒောင်ချမယ်ပဲစဉ်းစားပါဘောနော်ဒါပေမဲ့သူကလည်း ဟိုဘယ်လိုပြောမလဲကိပုံစင်သမားဆိုတော့ distance တိုင်းတက်တယ်ပြီးတော့ तू อ่ะပြန်ပြီးတော့ဆုတ်တာမြန်တယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေတော်တော်ဝင်ပြီးတော့မှဖမ်းချုပ်လို့တိတ်မလွယ် तू လည်း we throw ပြန်ထွက်အဲ့လိုမျိုးဆိုတော့အာကျွန်တော်စဉ်းစားထားတာနည်းနည်းတော့ဟိုလွယ်သွားတော့ဆိုတော့ပွဲမှာအမှတ်ရခံရတယ်ပြည့်တယ်ဆိုတော့အဲ့ချိန်မှာဘလို့ဖြစ်သွားလဲအဲ့အဲ့ဒီချိန်မှာတော့တတော့ကိုမူရဲကိုကိုပြန်ပြီးတော့ဒီနံပါတ်၁တစ်ချက်ကကျတော့ကိုကိုပြန်ပြီးတော့ဒီ ောက်ကောင်းရက်နိုင်အောင်တည်မလားအဲ့ဒါတခုရဒူရီယာတစ်ချက်ကကျတော့ဟိုတတိထားရတော့မယ်သူလည်းဟိုလက်တီးပြင်းတဲ့ကစားသမားဆိုတော့ကိုကအဲ့ဒါကိုဒူရီယာချက်ပို့ပြီးတတိထားရမယ်နံပါတ်3တစ်ချက်ကကျတော့ကိုကတော့ဟိုဒီတိုင်းပဲစဖြစ်လို့မရဘူးဟိုဘာဖြစ်ဆိုရိတ်တိုင်းလည်းကိုဖက်မှာရှိတယ်အကောင်လုံးကိုဆောက်ကြည့်နေရဆိုကျွန်တော်ဘာနိုင်ရတော့မှာပေါ့ဆိုတော့အဲ့ဒါကိုပို့ပြီးတော့အသွေးဝင်လာတော့ဒီပွဲမှာလေထူးခြားတာနှစ်ချက်ရှိတယ်ပေါ့နော် ဒါပရမအချိန်မှာအပြန်အလှန်တယောက်တစ်ချိန်ပေါ့ဒါလော့ဒေါင်းပြီးခံလိုက်ရတဲ့အချိန်မှာဒုတိယအချိန်မှာပြောင်းလဲသွားတာကဒီကစားတဲ့အချိန်မှာပေါ့နော်ဂက်လေးတွေလုံသွားတယ်နောက်ပြီးတော့မှဒီအထူးသဖြင့်မွေထိုင်းကလစ်ကစားတဲ့နေရာဒူးတိုက်ချက်လေးတုံးလာတယ်ပေါ့နော်အဲ့တော့ဒီပွဲချင်းကတဲ့အပိုင်းကလည်းအကွာဝင်းကြီးချားပြီးတော့မှဒီထိချက်တောင်ကစားခဲ့တယ်ပေါ့နော်အာဒီလိုအပြောင်းလဲရုပ်တရက်ဖြစ်သွားတာကပွဲမတိုင်ခင်ကနေဒါဒီကြိုတင်ပြီးတော့မှ ဒီစဉ်းစားထားခင်တာဒါမှမဟုတ်ပွဲသွင်းမှာရုပ်တရက်အပြောင်းလဲအကြောင်း game plan ပြောင်းလဲရတာပါအာကျူတင်တာကတော့သူ့ရဲ့ပုံစံ support ရဲ့ပုံစံသူဝင်လိုက်တတောင်ရိုက်မယ်ပြီးရင်ကျွန်တော်ကဟိုအနီးကလွတ်ရှင်တတောင်ရိုက်မယ် clinch မယ်အဲ့ဒါကတော့ကျူပြီးတော့ပြင်ဆင်တယ်ဒါပေမဲ့တကယ်တကယ်တော့ပြိုင်ဘက်ကကိုထိုးထားတာနဲ့ကိုပြင်ဆင်တာတချို့ကကျတော့လွဲမာတာလည်းရှိတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုဟာကိုပြင်ဆင်လာတဲ့အရာမှာ तू ကပြန်ဘက်ကြောင့် simple မှာ parmashi မှာပြောင်းပြောင်းသွားမယ်ဆိုတော့သူ့ရဲ့အဓိက parmashi မှာကိုကပို့ပြီးတော့တတိထားပြီးကြည့်ရမယ်ဒုတိယရှိမှာကိုကပြောင်းလဲသင်ရမယ့်အချိန်မှာကိုထပ်ပြီးတော့ဆက်ပြီးတော့ပြောင်းလဲရအောင်ကိုဒီတိုင်းပဲဟိုဒီတိုင်းဒီတိုင်းဝင်တော့ကျွန်တော်လည်းမလွယ်တော့သူသူ့ရဲ့ power check ကကြတော့လေနောက်ဆုံးတစ်ချက်အနေနဲ့ပေါ့နော်ဒီဘွေးစဉ်အတွက်ဒါ weight လည်းဝင်အောင် ဒါချိန်နိုင်ခဲ့တယ်ပြီးတော့ဒီအစားတောက်ပိုင်းတွေရောဒါအကောင်းဆုံးပြင်ဆင်နိုင်ခဲ့တယ်ဆိုမှဒါ social media facebook post တွေမှာတင်ထားတွေ့ရပေါ့အဲ့တော့ဒီနေ့ပတ်သက်ပြီးတော့မှဒါမြန်မာကျွန်တော် one championship မှာထိုးနေတဲ့ဒီမြန်မာ fighter တွေအတွက်ပေါ့နော်ဒီဝိချားတဲ့အပိုင်းအစားတောက်ဒါဘယ်လိုမျိုးဒါစားသုံးခဲ့ရတာဒါနဲ့ပတ်သက်ပြီးအသေးစိတ်ဒါသိရှိတော့အောင်လေးဟုတ်ကဲ့ဒီဝိချတဲ့ပိုင်းမှာစားတော့တဲ့ပိုင်းမှာပြောမှာဆိုလို့ရှိရင်တော့ပရမအောင်ဆုံးချက်ကကျတော့ကျွန်တော်ကပြိုင်ပွဲမရဘူးပြိုင်ပွဲဟိုဘယ်လိုပြောမလဲ သူတို့လာမကန်လန်းကလေးကကျွန်တော်ဒီတလမှာကျွန်တော်ထိုးချင်တယ်ကျွန်တော်စဉ်းစားထားသူတို့ကိုလည်းပွဲတောင်းထားတဲ့ချိန်မှာကျွန်တော်စပြီးပြင်ဆင်လိုက်နှစ်လလောက်မှကျွန်တော်စပြီးတော့ပြင်ဆင်တယ်ကျွန်တော်ပြင်ဆင်တဲ့အရာတွေလည်းကျွန်တော်တယောက်တည်းပဲမသွားနိုင်ဘူးကျွန်တော်ရဲ့အာအာဂျင်ဆရာလည်းပြင်ဆင်တယ်ပြီးတော့အထူးဖြစ်မှကျွန်တော်ရဲ့ဟိုမှာအနီကဆရာကြီးပေါ့အဲသူကတော့ကျွန်တော်အနီကဆုံးဟိုကျွန်တော်မနေ့စာနေ့ညအကုန်လုံးကြည့်တယ်အာဆိုတော့ အဲ့ဒီအရာတွေတခုမကြံသူလည်းလိုက်လုပ်ပေးတာပေါ့နော်သူလိုက်လုပ်ပေးတယ်ဆိုတော့အဲ့ဒီအရာကြောင့်ဒီပွဲမှာကျွန်တော် weight ကိုအရင်လိုပြပြပပန်းနဲ့လည်းမချရသလိုဟိုကျွန်တော်ရဲ့ muscle တွေလည်းအရင်လိုလည်းမကျအောင်ပြီးတော့တန်လက်တမလာတယ်လို့ခံစားရတယ်အဲ့အဲ့ဒါကြောင့်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အချင်းပြလိုက်အာဟာ okay ဟာဟို stand ကပေါ့နော် stand presence က pronica ကိုထိုးခြင်းနဲ့စိတ်ပြသလဲအဲ့ဒီ drop က pronica အဆင်သင့်ဖြစ်နေတယ် အာစတန်နဲ့ကကြတော့သူကတော့ကျွန်တော်ထက်အမှန်တမ်းပြောမစူစီနီယာအများကြီးကြတယ်သူကပွဲပေါင်းလဲသူကချန်ပီယံလဲ3ချိန်အဲတောင်ရှိခဲ့အခုတော့ဗောနော်ရှိခဲ့ပူတဲ့လူကျွန်တော်လည်းလေးစားရတဲ့အာသာသမားတယောက်ဗောနော်အာပြင်စင်ရတော့ဟိုဟာဘယ်လို ready ဖြစ်ပြီလားဆိုတော့ကကြတော့လေအာကစားသမားတယောက်က ready ဖြစ်ဖို့အချိန်ထိစောက်လို့ရှိရင်ကျွန်တော်တို့က ready နိုင်ဘူးဆိုတော့လာမယ့်အချိန်ကိုတို့တကယ်လို့အရန်ထိုးစီချင်တယ်ပြီးတော့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားခဲ့တဲ့အချိန်ဆိုကျွန်တော်အကောင်းဆုံးပဲလုပ်ပြဖို့ပဲ ဟိုစဉ်းစားတယ်ကျွန်တော်ဘဝမှာကျွန်တော်အကောင်းဆုံးဖြစ်ဖို့ပဲအမြဲတမ်းကြိုးစားပြီးတော့မှပြန်ဝဲထိုးချင်တယ်ဒီလူနိုင်ရမှဒီလူနဲ့ကျွန်တော်အဲ့လိုမျိုးနိုင်အရှုံးလေးအရင်မတတ်မှကျွန်တော်ဘလောက်လုံနိုင်လဲကျွန်တော်ရဲ့ကြိုးစားတွေကျွန်တော်ဘလောက်ထိဖို့ထုတ်နိုင်လဲကျွန်တော်ရဲ့အရင်ချင်းကျွန်တော်ဘလောက်ပြနိုင်ဆိုအဲ့ဒါပဲကျွန်တော်ဟိုချပြချင်တာပါဟုတ်သူတကယ်လို့ဟို तू तू အမြဲတမ်းကျွန်တော်အစိမ်ခေါ်ရတယ်ဒါပေမဲ့ဟိုသူနဲ့တူလာမယ်ဆိုလို့ရှိရင်လည်းတူလို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကလေ โครนิกาตงเวดกูเนาะไทม์แบตเนี่ยแหละနိုင်ငံမှာတူမီအဲ့တော့ไทม์แบตတာလည်းပြောချားနိုင်ငံနဲ့တူရယ်အไทม์แบตတာကချားဖိုက်တာရဲ့ကွာချက်ကဘာဖြစ်မလဲไทม์ဖိုက်တာနဲ့ချားဖိုက်တာကကျတော့ไทม์ဖိုက်တာကကျတော့အမ်တော်တော်များများကကျတော့သူတို့ကလေကွာချချက်တခုရှိတာတော့တော်တော်များများနောက်ပိုင်းမှာ TIE fighter တွေကအစားတောက်တွေကနိုင်ငံခြားလောက် မလေ့လာဘူးလို့ကျွန်တော်ထင်တာပေါ့နော်အဲ့ဒီအစားတောက်ပိုင်းမှာသူတို့နည်းနည်းအားနည်းတာတွေရှိတယ်ပြီးတော့လည်းဟိုဝိတ်ချတဲ့ပိုင်းမှာသူတို့အားနည်းတယ်အာပြီးတော့သူတို့ကသူတို့ပုံစံကိုသူတို့ဒီလိုလာတာမျိုးတွေပို့ပြီးတော့များတယ်မြွေထိုင်းပုံစံတကယ်တကယ်ဒီနိုင်ငံခြားသားတွေနဲ့တိုးပြီးဆိုလို့ရှိရင်တကယ်ဟိုနတ်တဲ့လူနဲ့ပညာသုံးတဲ့လူဆိုလို့ရှိရင်ထိုင်းကိုလည်းတော်ရင်တော့မရှင်နိုင်တော့ကျွန်တော်မြင်တယ်ကျွန်တော်အနေနဲ့ကကျွန်တော်ထိုင်းနဲ့ဟိုဟာထိုးတယ်ဆိုလို့ရှိရင်တော့နိုင်ငံခြားကျွန်တော်ပို့ပြီးတော့ချိန်တယ် အဲ့လိုမျိုးတော့ပို့ပြီးတော့ရှိမှာပေါ့ဟုတ်ဒါဘယ်တော့အရင်တစ်ခေါက်ကဒါ Thai media တွေမှာဖြစ်ကြတာเนาะအဲ့မှာလည်းတင်ကြတာရှိတယ်အာကိုအောင်ကနေရာကို second ပဲဆိုပြီးတော့ပြောတာအဲ့ဒါလေးကရောဒါတကယ်ကိုစိတ်တရားနေပြီးတော့လူလေးစံတာလေးရှိလို့ရတယ်။အော်ကျွန်တော်ရဲ့စိတ်ထားရကတော့ဒါကကွန်လိုက်ရဲ့နေရာဒုတိယနေရာမှာကျွန်တော်နေချင်တယ်။ပြီးတော့လည်းမြန်မာနိုင်ငံဟို လူမျိုးတိုင်းအတွက်ဂုဏ်ယူရမယ့်အမျိုးသမီးတယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားလုပ်ချင်တာပေါ့နော်ဆိုတော့ဒီအရာတွေကတော့ကျွန်တော်တို့ကြိုးစားတလောက်ပြီးတော့ဆက်သွားမယ်ရအောင်တော့ကျွန်တော်ရချင်တယ်ဒါပေမဲ့ဂတိတော့မပြေရဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးအကောင်းဆုံးဟိုဂုဏ်ယူရစေမယ့်အမျိုးသမီးတယောက်အဆုံးထိတော့ကျွန်တော်ဆက်သွားမှာတော့ဟုတ်ဟုတ်ဒါဒီပွဲနေ့တော့ဒါကိုအောင်လာရှီကနေပြီးတော့ဂျမ်ဘီစကားတွေအဲ့လိုမျိုးရခဲ့တာမျိုးရှိရှိနေတာ ကိုအောင်လကကျတော့ကျွန်တော်အမြဲတမ်းအဘိစကာတော့သူကတော့ညီမနေလုံးနိုင်တယ်ဟိုသူကအမြဲတမ်းကိုယ်အားပေးတယ်ပြီးတော့လဲဟို တချိန်ကြာရင်နေအဲ့ဒီနေရာလဲရောက်လာမှာပါအတိကအတေတီပုံမှန်ပဲလေ့ကျင့်ပြီးတော့မှဟိုအစားတောက်လက်တေးသူအမြဲတမ်းအဆုံးပါပါပဲတင်မလားဟိုအကိုအရင်တယောက်လိုပဲသူကလည်းကို့သားချစ်ချစ်တယ်ကိုလည်းသူ့ကိုချစ်တဲ့အကြောင်းလေးလည်းပြောတယ်သူနဲ့တွေ့လို့ရှိရင်လည်းကိုကမြင့်ရအမြဲတမ်းပါတယ်ဆိုဆိုအဲ့လိုမျိုးဖြစ်တယ်ဘာဖြစ်ဆိုအရင်နှမျောမိတယ်ကျွန်တော်တို့ကသူ့ကျွန်တော်သူ့တကယ်သား RPA ဆိုတော့သူကျွန်တော်ရောက်လာတဲ့အချိန်မှာသူကထွက်သွားရင်ဆိုတော့အဲ့ဒီအရာတွေတစ်စိတ်မကြည့်မနာနည်းနည်းဖြစ်နေတာပေါ့ ထပ်ပြီးတော့မြင်ကျင်သေးတာပေါ့နော်အော်မြင်ကျင်တာပေါ့ကောလာကတကယ်တမ်းဆိုလို့ရှိရင်ဒီအာကစားပိုင်းမာရီရောဟိုကျွန်တော်တို့ပြတ်တတ်သွားတယ်ပြီးတော့သူ့ရဲ့နှလုံးသားအရန် kindness တဲ့ပိုင်းမာရီရောကျွန်တော်တို့တွင်တည်ပြတ်တတ်သွားတယ်ဆိုတော့အဲ့ဒီဟာတွေကိုသူ့ရဲ့နှိတ်ချတာတွေကိုကျွန်တော်အရန်တဘောကြတယ်ဆိုအဲအရန်မြင်ကျင်တယ်အဲ့လိုအာဇာတမားတော်တော်ရှာတယ်ဆိုတော့ကျွန်တော်အဲ့ဒီဟာတွေမရက်တန့်စီချင်ဟုတ်ကဲ့ပါဒါဒီနေ့ဆိုရင်ကိုင်းထဲမှာရော online ကနေပါပြနေကြတဲ့ဒါ prepare တက်တွေပေါ့ပါပြောကြည့်မှာရှိတယ် ဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်ကျွန်တော်တို့လေလေဒီအခုချိန်ထိအခုချိန်ဆိုညနေနေပေါ့နော်ပြီးတော့လဲဟိုမြန်မာပြည်အဆိုလို့ရှိရင်အင်တာနက်ကရချင်မှလဲရအောင်မယ်အဲ့ဒါကိုဆော့ကြည့်ပြီးတော့မှကျွန်တော်အားပေးတဲ့အတွက်တကယ်ကိုကျေးဇူးရင်ထဲကနေလိုက်လိုက်လေးလဲကျေးဇူးတင်တယ်ပြီးတော့လဲဒီဒီမှာလာရောက်အားပေးတဲ့အရောက်စီတိုင်းလဲအလုပ်တွေပြက်ခံပြီးတော့မှလဲအပင်ပန်းခံကားခအုံခံပြီးတော့မှဟိုဒီထိလာရောက်အားပေးတဲ့အတွက်ကြောင့်မလို့တကယ်ကျေးဇူး တကယ်တင်တယ်ပြီးတော့ဒီထက်မကလည်းဟိုဘယ်လိုပြောမလဲပြီးတော့ပို့ပြီးတော့ကြိုးစားမယ်ကျွန်တော်ပို့ပြီးတော့ကြိုးစားမယ်သူတို့ရဂုံယူစီရမယ်မြို့သူမြို့သားဖြစ်အောင်ကျွန်တော်ရအောင်ကျွန်တော်ကတိပေးပါတယ်လို့ဟုတ်ကဲ့ပို့ပြီးတော့ကြိုးစားမယ်ကြိုးအားပေးရကြိုးနာတဲ့အထိကြိုးစားပေးပါမယ်လို့မြေမှာကျွန်တော်ကျွန်တော်မြင်လာကြတယ်ပြီးတော့ဒီပွဲထွားကျင်းတတ်သွားမယ်တဲ့ဘယ်လိုလဲဆိုတော့ပြီးတော့ရန်နောက်ထွားရတဲ့ဘက်ကတည်းကမြွေထိုင်းတော့လည်းကတော့ခုလိုပဲဘယ်တော့ဘောက်ဆင်တာအာတန်နဲ့ဖိုက်တာလို့ကျွန်တော်သိတယ် ီနေ့ဆိုရင်ဘယ်တော့ပေါင်စင်စကေးတွေကောင်းကောင်းကြီးရှင်းကြည့်လို့ရတယ်အဲ့တော့တကယ်ကလည်းအဲ့လိုပေါင်စင်ကောင်းကောင်းနဲ့ဘာလဲပေါင်စင်ကောင်းကောင်းနဲ့ငူကြကိုကြနေတာဘယ်လိုဘယ်လိုပြောတာမျိုးသူစီ respect တော့ bro အမြိုင်ပေးလိုက်ပါလေအမြိုင်လက်ပြရအာသူ respect ထားရဆို तू ကတကယ်တော့ဆိုလို့ရှိရင်ဒီ one scene ပေါ်မှာပထမဆုံးချိန်တက်တယ်လို့ဆိုရင်တော်တော်များများကကြောင်ပြီးတော့မှပပင်ပပန်ဖြစ်သွားကြတယ်။သူကကျတော့အဲ့လိုမျိုးမရှိဘူး။သူတကောတန်ပါတယ်။သူတန်ပါတဲ့ဟိုအာကစား fighter တယောက်ဖြစ်တယ်။ပြီးတော့လည်း ကျွန်တော်စောက်ကြည့်နေတဲ့သူ့သူကျွန်တော်ကတော့ခတ်မှာတော့ဘောနော်ပရမရှိမှာကျွန်တော်သူ့ပင်ပောင်းလုံးမဲ့ဒူရီယာရှိတရရှိမှာကျွန်တော်ဒါပေမဲ့ तू ကသူ့မှာအဲ့လိုမျိုးလုံးဝမရှိဘူး तू တကယ်တန်ပါတဲ့အာဇာတမတယောက်မလို့ပြီးတော့လဲသူများကျွန်တော်ပွဲပြဲတဲ့ချိန်မှာသူ့ကိုသူများခေါ်လို့သူသူအဲ့ဒါကိုလက်ခံတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကျွန်တော်တို့နေ့ကပွဲဖြစ်သွားတယ်အဲ့ဒါအကြောင်းမလို့ကျွန်တော်သူ့ကို respect ရှိတယ်ကျွန်တော်သူ့ကိုလေးစားတယ်ဆိုဂျေဇူးလက်တင်တဲ့ဒီပွဲအတွက်တကယ်ဂျေဇူးတင်တယ် အာဘောဆင်ချင်ထိုးတာတော့သူလည်းဘောဆင်ကောင်းရကိုတိလဲကိုတိတယ်ကိုလည်းကိုလည်းကိုကိုကောင်းတယ်လို့ကိုထင်တာဒါပေမဲ့ဟိုဘယ်လိုပြောမလဲနှစ်ယောက်စလုံးကမတိမ်မယိမ့်ပါပဲဒီလိုနှစ်ယောက်စလုံးဒီလိုလုံနိုင်တာကွာပရိသတ်တွေရဲ့အကြိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ထင်တယ်ဟုတ်ကဲ့ thank you ဟုတ်ကဲ့ thank you ပါ thank you thank you